မြန်မာစစ်စိုးရနဲ့နှိစက်တဲ့စီးပွားရေးလုပ်ငန်းရှင်တချို့ရဲ့ငွေစင်းနေပြပဗန်တွေမှာအနန္တရှိတဲ့အပေါ်အစိုးရတဲ့အနေနဲ့စုံစမ်းဖော်ထုတ်ဖို့လိုတယ်လို့လေလာအခက်ခတ်သူတွေကပြောဆိုပါရတယ်။ဥတိုက်စင်ကတရင်ပြပို့ထားပါရရှင်။နိုင်ငံကစုံစမ်းစစ်ဆေးမှုဆိုင်ရာတရင်တော်အဖွဲ့ ICIG ကမကြမ်းသေးမီဂျပန်ကပဲထုတ်ပြန်တဲ့ဗဏ္ဍာရေးဆိုင်ရာစီရင်ခံစာမှာပြည်တွင်းကစီးပွားရေးလုပ်ငန်းရှင်တချို့ငွေစင်းမှာဖော်ပြထားတာပါ။ဒီအတွက်နိုင်ငံကငွေကြေးစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ GFI က ဒါဟာကဘာနဲ့အဝင်ဖြစ်ပေါ်နေတဲ့ဗနိုင်းစနစ်ကိုအလွဲသုံးဆမှုတစ်ခုဖြစ်တယ်လို့ကြေညာထားတဲ့အပြင်သက်ဆိုင်ရာနိုင်ငံအစိုးရတွေအနေနဲ့ဒီစင်းထဲမှာပါဝင်သူတွေရဲ့ဗနိုင်းဆိုင်ရာအချက်လက်တွေကိုတောင်းယူပြီးအများပြည်သူသိရှိအောင်ထုတ်ပြန်ပေးဖို့အတွက်လည်းတိုက်တွန်းထားပါတယ်။ဒါကြောင့်အစိုးရတဲ့အနေနဲ့ဒီထောက်ပြမှုကိုဖြစ်ရှင်းနိုင်ဖို့ကနိုင်ငံကရအကူအညီနဲ့ပဲစုံစမ်းဖော်ထုတ်ရဖို့ရှိတယ်လို့စစ်ပွဲဆိုင်ရာလေးလာခဲ့တဲ့သူကပြောပါတယ်။ပြီးခဲ့တဲ့တင်ဆိုရတဲ့ဖက်ကနိုင်ငံထောက်ပြပိုင်းမှာလွတ်ပိုက်ဖို့အပြစ်ရှိခဲ့တဲ့ နာမည်တွေလူတိုင်းသိနေတာပဲအများကြီးပဲเนาะအဲ့ဒီအားတွေကဟိုတချို့တနေရာမှာဒါပဲထွက်လာလိုက်ရှောက်သွားလိုက်နေဖြစ်တယ်ဟုတ်ပဲအဲ့တော့ဒါမျိုးကိုအရေးယူမယ်ဆိုရင်တော့တကယ်ဟို international အဆင့်အတိုင်းပြောဟိုပေါ့ပေါ့ဆိုတော့အခုယူပေးပါရတယ်ဒီပင်ပြည်တွင်းမှာအကြီးလိုက်စားမှုနဲ့အကျင့်ပြတ်ခြားစားမှုတွေကြောင့်နိုင်ငံတကာဖွဲ့စည်းတွေကဝေဖန်ထောက်ပြပြောဆိုတာတွေရှိနေတဲ့အပေါ် ဆိုအပ်တဲ့ကအဓိကကင်တွယ်သွားမယ်လို့ပြောဆိုထားတာပါဒီအတွက်ဆိုအပ်တဲ့အနေနဲ့တရားဥပဒေစိုးမိုးမှုကိုဦးစားပေးလွတ်ဆောင်ရဖို့ရှိတယ်လို့သုံးသပ်ထားပါတယ်သမရာဒီနဲ့ဒေါ်စားသူကြီးတို့ဟိုဦးစားပေးပြီးပြောလို့နော်အာဂရီလိုက်စားနဲ့လို့ရတော့ထောင်ကြမှာပဲထောင်ကြမှာပဲဘာဖြစ်ပဲကျန်တာတော့ဘာမှလုပ်မသိခင်ဘူးဆိုတာလေးကိုပဲပြန်ပြီးတော့အကောင့်ထဲပေါ်ပါဒေါ်စားသူကြီးဟိုးအရင်ကလေးကပြောပြောတယ်ဘူးဆိုတော့နော်ဒီပြာဟု တို့ရင်အဲ့ဒီလူတွေကပဲတာဝန်ရှိတဲ့လူတွေကပဲဟိုဟိုလာပြလိုက်လို့ပြီးတော့မြုံပြီးတော့ဘာမှမလုပ်ဘူးမလုပ်ခဲ့နေနေရင်ဒါကြဘယ်တော့မှတည်းဖြစ်တော့အင်စီအန်ဂျီကထုတ်ပြန်ထားတဲ့ဗနာအေးဆိုင်ရာအစီအခံစာမှာဥအောင်ကျော်မြင့်ဥအေဇော်ဝင်းဒေါက်တာအုံမမိုးမြင့်ဥကျော်ဝင်းဥမမောင်ဆွေတင်ဒေါ်မြတ်မြဆိုးဒေါ်မြတ်တီတာဆွေတင်ဥတုဒ ဥထိမြင့်ဥမိုးမြင့်ကောဥမိုက်ကမိုးမြင့်ဥမြင့်ဆွေဥမျိုးတင်လို့ဖြစ်ပြီးဥဝိဇော်ဝင်ကအနာရှင်ဟောင်းဦးနေဝင်းရဲ့သားသမီးဖြစ်သူလို့ဥမိုက်ကမိုးမြင့်ရဲ့ဇနီးဒေါ်အောင်မမိုးမြင့်ကဒေါ်အောင်ဆန်းစုကြည်ကိုနိကက်ကူညီဆောင်ရွက်ပေးနေသူတူလည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တိုက်စင်းသတင်းပေးပို့ထားတာပါ